မင်္ဂလာပါခင်ဗျမင်္ဂလာ support channel ကနေလဲကြိုဆိုပါတယ်ခင်ဗျဟုတ်ကဲ့ပါတရက်10လပိုင်း2025မှာရှင်းပြကစားကြမဲ့ UFP Champion League ပွဲစဉ်ကိုကျွန်တော်နေတိုတိုနဲ့လုံရင်းလောက်ပဲရှင်းပြပြီးတော့ဒါရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ကြာရှင်းမှုမယ်ဆိုရင်ညီကို live ပြီးဆိုတာကြပါဆိုတော့ဒီပွဲစဉ်မှာကျွန်တော်၄ပွဲရွေးချယ်ထားတာရှိပါတယ်၄ပွဲသုံးတော့ကျွန်တော်နေတာဘောင်းရွေးချယ်ပြီးမှပြပြီးတော့ body တည်တက်လဲကျွန်တော်ရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်ကြာရှင်းမှုမယ်ဆိုရင် live ဆော်ပါမကြတဲ့ညီကိုတွေကတော့ကိုကြတဲ့ဘက်ကနေပြီးတော့ဒါဆော်ကစားလို့ရပါတယ်ခင်ဗျာနော်ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ Napoli နဲ့ supporting list ဘောင်းပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာ ာပိုလီကချန်ပီယံလိပထမဆုံးဖုံးပွဲစဉ်မှာရှုံးနေတာပြီး supporting list ပေါ်မှာနိုင်ရရှိထားတယ်။ Italy City မှာဆိုရင်နာပိုလီကတော့ဒါနောက်ဆုံးကစားရဲ့နှစ်ပွဲမှာဆိုရင်တည်ကြပြီးရှုံးနေတာပြီးတော့ supporting list ပေါ်ကပေါ့နော်ဒါပိုတူဂီလိမှာဆိုလို့ရှိရင်အနိုင်ရရှိပြီးတော့ဒါတည်ကြတာကိုတွေ့ရပြီ။ဆိုတော့နှစ်သင်းသလုံးကတော့ Champion League ပေါ့နော်ဒါဥရောပပွဲစဉ်နဲ့မဆိုင်တဲ့အသင်းသင်းလို့ပြောဖြစ်ပေမဲ့နာပိုလီအင်ကွင်းမှာယနေ့ဖောက်ပေးထားတဲ့ပိုတူဂီရမှာဆိုရင်တစ်လုံးသွင်းလိုက်တာဆုံးအစားစီရနေပြီးတော့ဒါရှီတူရှုံးသေးသည့်ဖောက်ပေးထားတဲ့နာပိုလီဈေးပေါ့နော်ကိုပေါင်းစီလေးကနှလုံးရှုံးသေးသည့်ပေးထားတယ် တော့အီတလီစီးလေးမှာလည်းဒါဂျင်းမောင်သေးလဲနာပိုလီအနေနဲ့ supporting list ပုံသင်ုံတလောက်စီစီးပေးထားပြီးတော့ဘိုးဝင်ဖြစ်တဲ့ supporting list မင်းငါလဲဒါအမိုင်လို့ပြောလို့ရပါဗျကျွန်တော်ရေကိုခံမရလကောင်နာပိုလီနဲ့ supporting list မိုးပွဲစဉ်မှာဒါ1-1ဝင်1-0လောက်နဲ့ပဲပြီးဆုံးသွားလိမ့်မယ်လို့တွေးမြင်မိတယ်စက်ကြွေးရွှေမရမယ်ဆိုရင်တော့အင်ဂွေဖြစ်တဲ့နာပိုလီဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးကြပါတယ်ခင်ဗျဒီပွဲစဉ်လေးကိုကြာရှင်းနေမယ်လို့လိုက်ပြီးဆော့ကြတာကြပါနောက်ထပ်တစ်ပွဲဖြစ်တဲ့ဘာစီလိုနာနဲ့ PSG ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ဘာစီလိုနာကစပိန်လာလီကာမှာအကောင်းဆုံးပုံစံနဲ့ပေါ့နော်ရှေ့စန်းလေးပြန်လဲအသင်းသင်းဖြစ်ပြီးတော့ ်ပြီးရကြကတော့ဒါပြင်သစ်လီဂူ1မှာဆိုလို့ရှိရင်အကောင်းဆုံးပုံစံနဲ့ပေါ့နော်ရှေ့ဆက်နေပြနေအတင်းသေးနှစ်တင်းတော့အတင်းကြီးလို့ပြောရရပါမယ်ဥရောပဒါရှမ်ပီယံလိနဲ့မဆိုင်တဲ့အတင်းသေးလေးလည်းဖြစ်တယ်ဗျာဆိုတော့နှစ်တင်းဆုံးထိတိုက်ပြဆုံးတိုင်းမှာပြန်ကြည့်ရမယ်ဆိုရင်လည်းပြီးရကြကတော့ဒီဘာစီလိုနာကလည်းတားတယ်ဗျာယနေ့ဖောက်ပေးထားတဲ့ပေါ်လီစီမှာဆိုအင်ဝင်ဖြစ်တဲ့ဘာစီလိုနာကနေပြီးတော့ပြီးရကြကိုကြောပေးထားတယ်ပေါ့နော်ဒါရှေ့တူဆိုပြဆုံးရှုံးသေးကနေပြီးတော့ရှေ့တူဆိုအရှုံးသေးလေးဖောက်ပေးထားတယ်တနေဦးစီကိုပေါင်းသေးမှာဆိုတော့၃လုံးအရှုံးသေးကနေပြီးတော့ဒါ၃လုံးသွင်းပြဆုံးအရှုံးသေးလေးဖောက်ပေးထားတွေ့ရတယ်ဗျာ နှစ်သိန်းလောက်ထိတ်တိုက်တွေ့ဆုံမှုအရာကိုပြန်ပြီးကြည့်ပြီးပြောရမယ်ဆိုရင်တော့ကိုကတော့အနည်းဆုံးနှလုံးထက်တိကြောထားတွေ့ရတယ်။နှစ်သိန်းတစ်လုံးမှာတိုက်စစ်ပိုင်းရောအဖက်ဘက်ကနေကိုသွင်းနိုင်တဲ့ဆွမ်းအားတွေရှိတယ်ဗျ။ဆိုတော့တိုက်စစ်ပိုင်းကလည်းကိုတွေသွင်းနိုင်ပြီးတော့အဖက်ဘက်ကလည်းကိုသွင်းနိုင်တယ်ဆိုတော့ကျွန်တော်ရေကိုခံမရလောက်တာ။3 2ဒါနှစ်နှစ်လောက်လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကိုခမန်းရလဲခင်ဗျာစစ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်ဘာစီလိုနာနဲ့ဒါ PSG တို့ပွဲစဉ်မှာကျွန်တော်တော့ကိုပေါင်းအပေါ်တချောင်းလည်းကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်ကိုလည်းညို့လို့အကြိုက်ရှင်းလို့မယ်ဆိုရင် live ဆော့ကြတာကြပါနောက်ထပ်တစ်ပွဲဖြစ်တဲ့ Monaco နဲ့ဒါ Man City ပွဲရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျာ မော်နီကိုကတော့ချန်ပီယံလိအဖွဲ့ပသင်းမှာရှုံးနေထားပြီးဒီမန်စီးတီးကတော့ဒါအနိုင်ရရှိထားတာတွေ့ရတယ်ဗျဆိုတော့မော်နီကိုနဲ့မန်စီးတီးကြမှာဘာကွာဟာချက်ရှိလဲဆိုရင်ကစားသမားနဲ့ပေါ့နော်ဒါအိမ်ဝင်းဒီလောက်ကလေးပဲအားသာချက်ကြီးကွာတော့လားရှိတယ်ထိတိုက်တွေ့ဆုံးတိုင်းမှာဆိုရင်ဒါအိမ်ဝင်းမော်နီကိုကလည်းတာတယ်လို့မန်စီးတီးကလည်းတာတယ်ဗျရှေကတော့ဒါမန်စီးတီးတာတယ်ဆိုမဲ့အိမ်ဝင်းမော်နီကိုရှော့တွက်လို့တော့မရဘူးဗျဒီနေ့ဖောက်ပေးတာရင်မန်စီးတီးရဲ့ဘော်ဒီဈေးမှာဆိုလို့ရှိရင်ဒါတလုံးသေးသေးကနေတလုံးသွင်းသွားရင်ဒါပြောင်းဆုံးရှုံးသေးတီးဖောက်ပေးတာကိုပေါင်းသေးမှာဆိုရင်တလုံးသွင်းသွားပြောင်းဆုံးရှုံးသေးကနေပြတလုံးသေးသေးဖောက်ပေးထားတယ်ဗျ အဲ့တော့အဝေးကွင်းဖြစ်တဲ့ Mercedes ကဒါတလုံးတရာနဲ့လုံးမိမှာပြဆုံးရှုံးလေးဖောက်ပေးထားတဲ့မော်တော်ကိုကျွန်တော်ရကိုခံမန်းရလက်ကတော့အ ਨੇ ဆုံးဒါခိုးလေးကတော့နှလုံးအထက်ထိဖြစ်သွားလိမ့်မယ်လို့ခံမန်းမိပါတယ်။ဆက်ကြဝေယူချက်ပေးရမှာဆိုရင်လည်းမော်တော်ကနဲ့ Mercedes ဘက်မှာကျွန်တော်တော့ကိုပေါင်းအပေါ်တချောင်းနဲ့ပဲဆက်လက်ပြီးတော့ရွေးချယ်ပေးခြင်းပါတယ်။နောက်ထပ်တပွဲဖြစ်တဲ့ပေါ်တော့ဒါ Pilar ရဲ့နဲ့ဒါ Juven ပွဲစဉ်ကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျ။ Pilar ရဲ့ကတော့အဖွန်ပွဲစဉ်မှာချုံနေထားပြီး Juven ကတော့တေးချတာဗျ။ဆိုတော့နှစ်သင်းသလုံးကထိတိုက်တွေ့ဆုံမှုတော့မရှိသေးဘူး။ဒါပေမဲ့ Italy City မှာဆို Juven တက်လို့ချုံနေထားတယ်ပြီးတော့တေးတွေချတာများတယ်။ ဗီလာရီယာရောလာလီကာစပိန်ပွဲစဉ်မှာတော့ဒါအာသာချက်ရှိရဲ့အင်ဂွန်းကွင်းလည်းဖြစ်တယ်ဗျ။ဆိုတော့ဒီနေ့ရဲ့ဒီနေ့ပေါ့နော်ဒါကြောပေးထားတဲ့ဗီလာရီယာလေးကဂျူပင်တက်ကိုပေါ့နော်ရှီတူဆုံပြောင်းဆုံးရှုံးနေကြောတာကိုဘာမှသိမှာဆိုလို့ရှိရင်အလုံးရှုံးသိပေးထားရဗိုးကွင်းဖြစ်တဲ့ဂျူပင်တက်ကထိန်းစော့သွားခဲ့မယ်ဆိုရင်ဗီလာရီယာလို့ပေါ့နော်ကိုလေးအပြက်ကြည့်တော့တွင်းနိုင်မှာပေါ့လို့ဂျူပင်တက်တွင်းသွားမယ်ဆိုရင်ပိတ်စော့တက်တဲ့အကျင့်တော့ရှိတယ်ဗျ။အဲကြောကျွန်တော်ရဲ့ကိုခံမရလာက1 1ဒါမှမဟုတ်ရှင်1 0ဒီလောက်နဲ့ပဲကျွန်တော်ပြီးဆုံးသွားမယ်လို့ခံမရလို့မိပါတယ်။စကြောက်ကိုရွေးချယ်မိတယ်ဆိုရင်တော့ဗီလာရီယာနဲ့ဂျူပင်တက်လို့ပွဲစဉ်မှာကျွန်တော်ကတော့ကိုပေါင်းအောက်တဲ့ကြောင်းလိုက်ကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်။ ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့တရက်ဆယ်လာပိုင်း2025ရဲ့ဒီမှာရှင်ပြန်ကစားကြမယ် UEFA Champions League ပွဲစဉ်မှာဆိုရင် Napoli နဲ့ Sporting Lisbon ပွဲစဉ်မှာဆိုအင်ဝေးဖြစ်တဲ့ Napoli ပေါ်ကိုရွေးရှိပေးထားပြီးတော့ Barcelona နဲ့ PSG တို့ပွဲစဉ်မှာကျွန်တော်ကိုးပေါ်ရွေးထားတာပါ Monaco နဲ့ Man City ပွဲစဉ်မှာဆိုလည်းကိုးပေါင်းပေါ်လေးရွေးရှိပေးထားပြီးတော့ Villarreal နဲ့ Juventus တို့ပွဲစဉ်မှာကျွန်တော်ကိုးပေါင်းကိုရွေးရှိပေးထားတာပါဒီလေးပွဲတော့ညီကိုတို့အကြိုက်ရှင်းလို့မယ်ဆိုရင် Mount Body စော့ကစားလို့ရပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ဒါပေါ်ကိုရွေးရှိပေးချင်တာတော့ Napoli ပေါ်ဒီနဲ့ပေါ့နော် Barcelona ကိုးပေါ်ကိုပဲကျွန်တော်ရွေးရှိပေးချင်ပါတယ် ဒါလည်း body တည်တန်းဆိုပါညကိုလိုအကြိုက်ရှင်လို့မောင်း body တွေ့ပြီးစောကတော့ရပါခင်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့ညကိုလေးထူပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ